မန္တလေးမြို့မှာ အင်အားပြင်းငလင်ကြောင့်ပြိုကျခဲ့တဲ့ Sky Villa Condo B အဆောင်ကနေအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်တို့ရဲ့ရုံလောင်းတွေထပ်မံတွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ထံကသိရပါဗျ။မေ15ရက်မှာမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကရန်ရီရီနဲ့အတူရုံလောင်းတွေကျန်းရှိနေတဲ့မန္တလေးမြို့ Sky Villa အဆောက်အုံ B အဆောင်၊ CS အောင်နဲ့ D အဆောင်တွေမှာဖန်ရှားရှင်းလင်းတာနဲ့ရုံလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ B အဆောင်အခန်းအမှတ်73ကနေညနေ4နာရီခွဲမှာအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်တို့ရဲ့ရုံလောင်းတွေကိုထုတ်ယူနိုင်ခဲ့တယ်လို့သိရပါဗျ။ ပါတယ်မေလာရှိရမှာ Sky Pillar C အဆောင်ကနေအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်တို့ရဲ့ရုပ်အလောင်းတွေထုတ်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။မေ9ရက်မှာမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကရန်နီယာရီနဲ့အတူရုပ်အလောင်းကြံရှိနေတဲ့မန္တလေးမြို့ Sky Pillar အဆောင်အုံ B အဆောင် C အဆောင်နဲ့ D အဆောင်တွေကိုဖေရှားရှင်းလင်းတာနဲ့ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ B အဆောင်ကနေအခန်းအမှတ်16ကမနက်9:25မိနစ်မှာအမျိုးသမီးတအုပ်ရဲ့ရုပ်အလောင်းကိုထုတ်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။ မေလ6ရက်ကလည်း Sky Villa အဆောင်အုံ BS အောင် CS အောင်နဲ့ DS အောင်တွေကိုဖယ်ရှားရှင်းလင်းတာနဲ့ရုံလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ BS အောင်ကနေမနက်7:00မိနစ်20ခန်းမှာအမျိုးသားတအူးရဲ့ရုံလောင်းကိုထုတ်ယူနိုင်ခဲ့ကြောင်းမေလ9ရက်ညနေ9:30မိနစ်ကလည်း CS အောင်ကနေအမျိုးသားတအူးရဲ့ရုံလောင်းကိုထုတ်ယူနိုင်ခဲ့တယ်လို့သိရပါတယ်မေလ4ရက်မှာလည်း မန္တလေးမြို့စကိုင်းပီလာအဆောက်အုံ BSO CSO နဲ့ DSO တွေကိုဖယ်ရှားရှင်းလင်းတာနဲ့ရုံအလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်ခဲ့ရာ CSO ကနေညနေ4:15မိနစ်ခန့်မှာအမျိုးသားတအိုးအမျိုးသမီးတအိုးနဲ့ကလေးငယ်တအိုးတို့ရဲ့ရုံအလောင်းတွေကိုထုတ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပြေမေလ3ရက်ကလည်းအမျိုးသားလောင်းတလောင်းနဲ့အမျိုးသမီးအလောင်းတလောင်းတို့ကိုထုတ်ယူနိုင်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။မြန်မာနိုင်ငံမိသက်တက်ဖွဲ့အနေနဲ့ Sky Villa Condo မှာ ယုံလောင်းရှာဖွေတာနဲ့ဖေရှားရှင်းလင်းရေးလုပ်ငန်းတွေကိုလှုပ်ဆောင်လျက်ရှိတာဖြစ်ပါတယ်။